မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်လ6ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရန်နံကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲစစ်တနက်ပတ်သက်တဲ့လူနည်းလုပ်ငန်းတွေအလုံးကိုပိတ်ဆို့မဲ့ ILO Article 33တဘောပတ်ဝန်းကျင်ထိမ့်သိမ်းကြဖို့2006ခြေဦးကံပြီးစစ်ကောင်ဆောင်အမိန့်ပေးနေပြန်တဲ့အကြောင်း6နှစ်သမင်းအပါဝင်မဆိုင်သူတွေကိုဗိုလ်မှူးချုပ်ဟောင်းလောက်ကျန်တယ်ဆိုပြီးဖမ်းလိုက်တဲ့စစ်ကောင်စီ မဲအောင်လာအမိန်နဲ့တထုံမှာလိုင်စင်မေးရင်စီးလို့ဖန်းစည်းခံရသူ90ကျော်ပြီဆိုတဲ့တဲ့ရင်လက်နက်တွေဝေပြီးတစင်ထောင်ဖို့ကြိုးစားနေတဲ့ဗမောက်အထူးတန်ရန်ဇာရအဖွဲ့ကို MOD စင်ဖန်းတဲ့တဲ့ရင်ရုရှားမြောက်ကိုရီးယားစစ်ရဲ့အပြန်အလှန်မကူညီကြဖို့အမေရိကန်တတိပေးတဲ့အကြောင်းအဲ့လို တနစ်တာအထူးကြဆုံးဖြစ်ခဲ့ပြည်တွင်းပြည်ပတဲ့ရင်တွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်ပထမအဦးဆုံးတဲ့ရင်ကတော့စစ်တပ်နဲ့ပတ်သက်တဲ့လူနည်းလုပ်ငန်းအလုံးကို ပုံမှန်33အရာပိတ်ဆို့မယ်ဆိုတဲ့အကြောင်းပါဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာမနေ့ကပြုလုပ်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာအလုတ်တမာရှေးအရာညီလာခံ ILC မှာ ILO Article 33အရာစစ်ကောင်စီကိုအရေးယူဖို့ရုရှား၊တရုတ်၊ဘီလာရုစ်နဲ့လာအိုနိုင်ငံတို့ကန့်ကွက်နေတဲ့ကြားကအရေးယူမဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်အရစစ်ကောင်စီကိုအရေးယူနိုင်မဲ့လုပ်ငန်းစဉ်တွေသူတို့နဲ့ပတ်သက်တဲ့လူနဲ့လုပ်ငန်းအလုံးကို ပိတ်ဆို့အရေးယူဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဥဝင်မုံတွင်က MP ကိုပြောပါတယ်။ဂျနီဖာဒီအစည်းအဝေးသွားတက်ခဲ့တဲ့မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် MEF ရဲ့အထွေထွေအတွင်းမှုချုပ်ဥဝင်မုံတွင်ကစစ်ကောင်စီစီကို လောင်စာစီတွေလက်နက်တွေသီးဆွမ်းငွေတွေမဝင်ရဲကအတိတ်ကပါပဲလို့ပြောပါတယ်။အိုင်အိုလိုရဲ့ဆုံးဖြတ်ချက်ဟာပြည်သူရဲ့အောင်ပွဲအစစ်အမှန်ဖြစ်တယ်လို့ပြောတယ်လို့ပြည်သူတွေထိခိုက်နေတာမှရှိလိမ့်မယ်လို့သူကအသိပေးပြောပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့သဘောပတ်ဝန်းကျင်ထိမ့်သိမ်းကြဖို့2006ခြေဦးကံပြီးစစ်ကောင်ဆောင်အမိန့်ပေးနေပြန်တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။အရာရာယူရင်းခဲ့တဲ့စစ်ကောင်စီလက်ထက်၄နှစ်ကျော်ကာလမှာသဘောပတ်ဝန်းကျင်ကအဆိုးဆုံးနဲ့ပါဝင်ပါတယ်။အခုတော့စစ်တပ်ဆွဲထားတဲ့2006အခြေခံဥပဒေကိုကံပြီးပလက်စတိန်ညဉ့်ညံမှုကင်းစင်ရင်းနဲ့သဘောပတ်ဝန်းကျင်ထိမ့်သိမ်းရတဲ့အတွက်အလုံးပါဝင်ကြဖို့အာဏာသိမ်းစစ်ကောင်ဆောင်ကအမိန့်ပေးနေပြန်ပါတယ်။ ပုံမှန်45နဲ့390အပိုက်ခခွဲအရာနိုင်ငံသားတိုင်းသဘောပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ်။ကုညင်ဖို့တာဝန်ရှိရလို့ပြဋ္ဌာန်းထားတယ်ဆိုပြီးမင်းအောင်လှိုင်ကပြောပါရယ်။နိုင်ငံသားအလုံးပလတ်စတစ်ညံ့ညံမုံကင်းစင်ရေးသဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတာဝန်သိစိတ်နဲ့လိုက်နာပူပေါင်းဆောင်ရွက်ကြဖို့အလေးအနက်တိုက်တွန်းတယ်လို့မင်းအားကြားရောက်တဲ့2025ခုနှစ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားမှာသူကပြောသွားတာဖြစ်ပါရယ်။ဒီနှစ်အတွက်စစ်ကောင်စီရဲ့ တ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်တဲ့မြို့စုတွေကိုရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့အကောင်းဆုံးကျေးရွာစုကိုမန္တလေးတိုင်းညောင်ဦးမြို့နယ်မြင်းကပါကျေးရွာဆက်ယုံစုကိုမန္တလေးတိုင်းတာစင်မြို့နယ်မှာရှိရနေအောင်ရှိစွမ်းရံတုံးလဲစက်တပ်အားထုတ်လုပ်ခြင်းလုပ်ငန်း Great Success Energy Company ကရရှိခဲ့လို့သိရပါတယ်။ဆက်လက်ပြီး6နှစ်သမီးအပါအဝင်မတက်ဆိုင်သူလူ16ဦးကိုဗိုလ်မှူးချုပ်ဟောင်းလုံးကျန်မှုန်နဲ့စစ်ကောင်စီကဖမ်းထားတဲ့တဲ့ရင်ကိုပြောပြမှာပါ။ လုံကြုံရဲ့အမြင့်ဆုံးရန်ကုန်မြို့မှာလက်ရှိစစ်တပ်အကြမ်းဖက်လုပ်ရတဲ့အတွက် အားထားရတဲ့အဆင့်မြင့်အရာရှိကြီးတပ်ဖြတ်ခံရမှုဖြစ်ခဲ့ရာကိုစစ်ကောင်စီဘက်ကအခဲမကြေပါဘူးစစ်တပ်လက်အောက်ခံတွေနှစ်ပတ်လုံးလုံပန်းခဲ့ပြန်တော့မနေ့ဂျွန်လ9ရက်ညနေပိုင်းမှာတော့6နဲ့သမီးအမျိုးသမီးတွေနဲ့မတက်ဆိုင်သူတွေပါဝင်တဲ့လူဆစ်6ဦးကတရားခွင်နေပါဆိုပြီးလောက်ကျန်ဇက်လန်တခုထုတ်ပြန်လာပါတော့တယ်ဘုံမှုချုပ်ချွထွန်းအောင်ကိုရှင်းလင်းခဲ့တဲ့ Golden Valley Warrior အဖွဲ့ကတော့စစ်ကောင်စီရဲ့ မင်းညာထုတ်ပြန်ချက်မှာမဟုတ်မှန်ပဲကွေးလဲမှုတွေရှိနေတယ်လို့ပြောပါတယ်။သူတို့ကတုတ်တန်ခဲ့သူတွေဘေကင်းဘီဖြစ်တယ်လို့အစိုးပိုင်းကလေးကပြောဆိုခဲ့ပြီးဖြစ်ပါတယ်။မင်းကစစ်ကောင်စီရဲ့ဆွတ်ဆွဲဖမ်းဆီးခဲ့သူတွေထက်ကိုမျိုးကိုကိုရဲ့၆နှစ်သမီးဇနီးမပြုံပြုံနဲ့ကိုရှစ်ကိုကိုရဲ့ဇနီးမမြင့်မြင့်ထွေးတော့အပါဝင် အမျိုးသား၁၃ဦးဖြစ်ပါတယ်။သူတို့ဟာ Golden Valley Warrior အဖွဲ့နဲ့အတူ မိသားစုဝင်တွေဆရာဝန်တွေရင်မောင်းတွေနဲ့ကုညင်ပေးနေသူတွေဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ကောင်းဆောင် ကိုထန့်နဲ့ကိုရှစ်ကိုကိုတို့အပါဝင် ကိုအောင်သူတို့ကိုဖမ်းဖို့ဆက်လက်စုံစမ်းနေတယ်လို့ပြောထားပါတယ်။စစ်ကောင်စီရဲ့ဗိုလ်မှူးအဆင့်သာတက်ရောက်နိုင်တဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်ကဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ကိုမေလ22ရက်ကမရန်ကုန်မြို့နယ်ရွှေနှင်းကြီး6လမ်းမှာရှိတဲ့သူ့ရဲ့နေအိမ်ရှင်းမှာရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ Golden Valley Warrior ကပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ် နောက်ထပ်တင်ဆက်ပေးမှာကတော့စစ်ကောင်ဆောင်အမိန်နဲ့တထုံမှာလိုင်စင်မင်းရင်စီးလို့ဖမ်းဆီးခံရသူ90ကျော်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်လမ်းကြောင်းကလာတဲ့မွန်ပြင်းနဲ့တထုံမြို့နယ်ထဲကလိုင်စင်မင်းရင်တွေအရှင်မြင်းဖမ်းဆီးခံနေရတယ်လို့သတင်းရရှိပါတယ်။ဒီဖမ်းဆီးမှုအတွင်းရင်အပြင်လူတွေကိုလက်ဝဲတွှေ့ရှိမှုစီးနှင်းမှုတွေနဲ့ဖမ်းဆီးနေတာလူ90ကျော်ရှိပြီလို့အဲ့ဒီအကြောင်းသိထားသူတွေစီကနေသိရပါပါ။တထုံမြို့ပေါ်မှာရှေ့ရဲ့လက်အင်ရက်ကွက်နဲ့ပေါ်ရုံမှုတို့မှာ အိမ်ထဲအထိဝင်ရောက်ဖမ်းဆီးခဲ့လို့မွန်ပြည်နယ်ပကပဒုတာဝန်ခံကပြောပါတယ်။အခု2ရက်3ရက်အတွင်းတထုံမှာလိုင်စင်မဲ့ဆိုပြီးအဖမ်းဆီးတော်တော်အခြေအနေဆိုးနေရယ်။ရွာတွေကနေမသိလို့တထုံမြို့ပေါ်တက်လာတဲ့လိုင်စင်မဲ့ဆိုင်ကယ်စီးရသူတွေအဖမ်းခံရတာများတယ်။မြို့ပေါ်မှာဖမ်းနေတော့လိုင်စင်မဲ့ရုံနဲ့လူတွေကအပြင်မထွက်ကြဘူးလို့ပြောပါတယ်။တထုံမြို့နယ်လိုင်စင်မဲ့ရန်ဖမ်းဆီးမှုအတွင်းဆိုင်ကယ်များပြီးကားအနည်းငယ်ပဲရှိရလို့သိရပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကစစ်ကောင်စီအခွန်မရတဲ့ လိုင်စင်မိတ်ရှင်တွေနှိမ်နှင်းဖို့မေလာလာကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးအတွင်ပြောကြားခဲ့ပါတယ်။နောက်ဆုံးပြည်တွင်းသတင်းကတော့ဗမောက်ထူးတန်ရဇာရအဖွဲ့ကို NUG MOD ဆင်းဖန်းတဲ့အကြောင်းဖြစ်ပါတယ်။အလွဲသုံးစားမှုန့်တွေနဲ့နမဲထွက်နေတဲ့စကိုင်းတိုင်းဗမောက်မြို့နယ်ကပြည်ထောင်စုအထူးတန်ရဇာရအဖွဲ့ဝင်တွေကိုဂျွန်လ3ရက်နေ့က NUG ကာကွယ်ဝင်ကြီးဌာန MOD ကဖမ်းဆီးထိန်သိမ်းလိုက်ပါတယ်။တန်ရဇာရပေါ်တဲ့အဲ့ဒီဒေသမှာလက်နက်ကင်တပ်ဖွဲ့တစ်ခုထူထောင်ဖို့စူးစမ်းနေတဲ့ အဲ့ဒီအဖွဲ့ကောင်းဆောင်အာကာဆိုသူကို NUG MOD ကအချိန်မင်းဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သတင်းရရှိပါတယ်။ချောင်းတခင်စီနင်းမုံအတွင်းလက်နက်နဲ့အတူရွှေချောင်းတရှုပ်စက်သိန်း16000ကျော်တင်စီရမိခဲ့လို့အဲ့ဒီအကြောင်းသိရှိထားသူတွေစီကနေသိရပါတယ်။ NUG ကတန်ဇာရတူဖို့ရဲ့အတွက်ပြည်ထောင်စုအဆင့်တန်ဇာရစီမံအုပ်ချုပ်မှုအဖွဲ့အောက်မှာမြို့နယ်ခရိုင်တိုင်းအဆင့်တွေဖွဲ့စည်းထားပြီးအဲ့ဒီအဖွဲ့တွေအပြန်အလှန်ချိတ်ဆက်နိုင်ဖို့ အထူးတန်ဇာရစီမံအုပ်ချုပ်မှုအဖွဲ့ကိုထပ်မံဖွဲ့စည်းထားတာပါအခုဗမောက်အထူးတန်ဇာရအဖွဲ့စီနမုနာပတ်သက်ပြီး NUG ဖက်ကဒီနေ့ညနေပိုင်းအထိတစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူးဒါဟာနူတော်လင်ရဲ့တမိုင်းတစ်လျှောက် NUG လက်အောက်ခံအဖွဲ့ကိုစီနင်ဖန်စီရဲ့ပထမအ우ဆုံးဖြစ်စဉ်ဖြစ်ပါတယ်နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့ရုရှားနဲ့မြောက်ကိုရီးယားကြားကစစ်ရဲ့အပြန်အလှန်ကူညီမှုကိုရပ်တန့်မှုအမေရိကန်သတိပေးလိုက်တဲ့အကြောင်းနဲ့နှုတ်ဆက်လိုက်ခြင်းပါတယ် မြောက်ကိုရီးယားကောင်းဆောင်တဲ့ရုရှားတာဝန်ရှိသူတွေပြုံရမ်းမှာတွေ့ဆုံပြီးရပ်ပိုင်အတွင်းမှာပဲနှစ်နိုင်ငံစိတ်ရဲ့အပြန်အလှန်ကူညီမှုတွေကိုရတန်ကရပ်ဖို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတွမ်မီပီကော့ကဂျာတာပရီနစ်ကပြောကြားလိုက်ပါတယ်မြောက်ကိုရီးယားကရုရှားယူကရိန်းစစ်ပွဲမှာတိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့အပေါ်စိုးရင်ပူပင်တယ်လို့ပြောပါတယ်မြောက်ကိုရီးယားကရုရှားကိုစစ်သားတွေပုတ်ပင်နေရတွေရုရှားကလည်းမြောက်ကိုရီးယားကိုပေးနေတဲ့ဘလို့အထောက်ပံ့မျိုးမဆို့ ရက်စေးရပါမယ်လို့လည်းသူကပြောပါတယ်ရုရှားကိုယ်စားလှယ်နဲ့တွဲဆောင်ခဲ့ချိန်မြောက်ကိုရီးယားကောင်းဆောင်ကယူကရိန်းပြဿနာအပါအဝင်အရေးကြီးတဲ့နိုင်ငံတကာနိုင်ငံရေးပြဿနာအလုံးမှာရုရှားရဲ့ရက်တီကျန်တဲ့နိုင်ငံသားရေးမူဝါဒကိုရှင်ချမ်းမရှိထောက်ခံမဲ့အကြောင်းနဲ့ပြည်ခဲ့နှစ်ဂျွန်လာကလက်မဲ့ရေးထိုးခဲ့တဲ့ဘက်ဆောင်မဟာဗျူဟာမြောက်မိဖတ်စာချုပ်ပါအချက်လက်တွေကိုတာဝန်တိတိလိုက်နာမယ်လို့ပြောခဲ့ပါတယ်ယူကရိန်းရုရှားတို့ဟာနိုင်ငံကောင်းဆောင်တွေမပါဝင်မဲ့ 2022ခုနှစ်မတ်လနောက်ပိုင်းတူရကီနိုင်ငံအန်ကာရာမြို့မှာနှစ်ကြိမ်တိုင် တွစ်ဆုံခဲ့ကြပေမဲ့ယာယီအပြစ်ခတ်ရဲစေရတောင်းမရခဲ့ကြပါဘူးဂျွန်လပထမပတ်အတွင်းယူကရိန်းကရုရှားစစ်လေရင်တွေနဲ့ခရိုင်းမီးယားတရားတိုက်ခိုက်ခံရမှုကိုရုရှားသမ္မတပူတင်ကလက်စားရှင်မှာဖြစ်တဲ့အကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားထားပါတယ် MP ရဲ့တနစ်တာ ထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ